အီရန်ခေါင်းဆောင်ကို ရှင်းမိဣသရေအစီအစဉ်ကိုထရမ့်ကကန့်ကွက်ခဲ့ဟုအမေရိကန်အရာရှိများကပြောပါရယ်အီရန်၏နိုင်ငံအုပ်ရှောင်းအယာတိုလာအလီခါမေနီကိုဣသရေကတုတ်တင်ရှင်းလင်းမိအစီအစဉ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသဘောမတူခဲ့ကြောင်းအမေရိကန်သတင်းရင်းမြစ်နှစ်ခုကပြောပါရယ်ဣသရေသည်အီရန်ခေါင်းဆောင်ကိုတုတ်တင်ရန်အခွင့်အရေးရရှိခဲ့ကြောင်းစီနီယာအမေရိကန်ရာရှိသူကသတင်းပတ်ကုံက CNN ကိုပြောကြားခဲ့ပါတယ်။အမေရိကန်ကဣသရေလကိုဆက်သွယ်ခဲ့ပြီးဒိုစီစင်ကိုထရမ့်ကသဘောမတူကြောင်းပြောခဲ့တဲ့ဖြင့် အကောင့်ထဲမှာပေါ်ခဲ့ခြင်းဖြစ်သည်ဟုပြောပါရယ်။ Trump ဒီစစ်ပွဲအရှိန်လျှော့စေလိုပြီးအရှိလေပိုင်းပဋိပက္ခနဲ့မညီအောင်တတိထားနေက၎င်းပါတီပြောင်းလဲနေသောနိုင်ငံရေးပေါ်လိုက်တဲ့လှုပ်ရှားလျက်ရှိပါရယ်။အီရန်ကောင်းဆောင်ကိုရှင်းပြမည်ကိစ္စနဲ့ပတ်သက်၍ Fox News ၏မေးမြန်းချက်ပေါ်ဣသရေလဝန်ကြီးချုပ် Benjamin Netanyahu ကညှင်းဆိုခဲ့သလို၎င်း၏ပြောရေးစုခွင့်ရှိသူကလည်းယင်းဒီတရင်မှားတာဖြစ်သည်ဟုပြောပါရယ်။ Trump ဒီအရှိအလေပိုင်းတွင်မတိမငြိမ်ပိုဖြစ်စေနိုင်သည့်ကာလရှည်ကြာပဋိပက္ခကိုရှောင်ရှားလိုတော့လေ။ ်အမေရိကန်၏စီးရေးပံ့ပိုးမှုသည်ဣသရေလရီမန်ချက်များမြန်မြန်ပြည့်ရောက်အောင်ကူညီရရောက်နိုင်သည်ဟုအစိုးရဖွဲ့ဝင်ချို့ကယူဆနေကြပါသည်ထရမ်ကဒီပဋိပက္ခမှာကျွန်တော်တို့မပါပါဘူးဝင်ပါဖို့ဖြစ်လာနိုင်ပေမဲ့အခုတော့မပါသေးဘူးဟု ABC သတင်းဌာနတို့ဒီနေ့ကနေ့ကပြောကြားခဲ့ပါသည်ထရမ်ကပဋိပက္ခအဆုံးသတ်တဲ့ကြောင်းနဲ့ယခုသတင်းပအကုံ၌အိုမန်တွင်အမေရိကန်နဲ့ယူနိုက်တက်ဆွေးနွေးပွဲကိုဖျက်သိမ်းလိုက်တော့လေ ယူရန်၏နျူကလ িয়ার ရည်မှန်းချက်များကိုတားမြစ်မြစ်စေစက်ညှိနှိုင်းရေးသဘောတူညီချက်ကိုမျှော်လင့်နေဆဲဖြစ်ကြောင်းစနေနေ့ကလူမှုမီဒီယာတွင်ရေးသားထားပါသည်။ထရမ်သည်ကမ္ဘာငြိမ်းချမ်းရေးပေါ်ဆောင်သူအဖြစ်ဆောင်ရွက်သွားမည်ဟုဂရိကဝက်ပြုထားတော်လဲယူကရိန်းပြည်ပခန့်နှင့်ဂါဇာတိုက်ပွဲတို့ကိုအဆုံးမတက်နိုင်သေးပါဘူး။ယူရန်ကိုတိုက်ခိုက်မှုကအမေရိကန်နဲ့မပတ်သက်ပါဘူး။အီရန်ကကျွန်တော်တို့ကိုတနည်းနည်းနဲ့တိုက်ခတ်လာရင်တော့အမေရိကန်တပ်ဖွဲ့တွေကခင်ဗျားတို့အရင်ကတခါမှမမြင်တွေ့ဘူးတဲ့ပုံစံနဲ့ပြန်တိုက်မှာပါ။ ဒါပေမဲ့အီရန်နဲ့အစ္စရေးကြားသဘောတူညီချက်ရအောင်ဒီသွေးစွန်ပဋိပက္ခအဆုံးသတ်အောင်ကျွန်တော်တို့အသားလေးလုံနိုင်ပါတယ်ဟုထရမ့်ကစနေနေ့ကပြောပါတယ်။မူဆက်တရာ9မိုင်တွင်မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့ကထိန်းချုပ်ကအခွန်ကောက်ခံနေမှုကိုမေ့အောင်နိုင်တဲ့ဘူချုပ်များကကျေနပ်မှုမရှိတော့တဲ့တရုတ်ဤဖီအားကြောင့်ဘာမှလုပ်မရပဲနေနေရတယ်လို့သိရပါတယ်။မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့ကတင်ပိုက်ထားသောမူဆက်တရာ9မိုင်ကုံသွဲရုံတွင်အခွန်ကောက်ခံနေမှုကိုမေ့အောင်နိုင်တဲ့ဘူချုပ်များကကျေနပ်မှုမရှိတော့တဲ့ တရုတ်ပြည်အားကြောင့်မရောက်နိုင်တဲ့ဘူချုံများကဘာမှလုပ်မရကြောင်းနေပြည်တော်စစ်ပတင်းရင်းမြစ်ကပြောဆိုပါတယ်။တရုတ်ဤကြောင်းဝင်စစ်ဆတ်မှုဖြင့်စစ်ကောင်စီကအကူက MNDAA နဲ့အပြစ်ခတ်ရစဲရေးဆွေးနွေးသဘောတူညီခဲ့ရာတွင်လမ်းရှိုးမျိုးအပါဝင် MNDAA ကတင်ပိုက်ထားသောနေမြစ်တချို့ကိုပြန်လည်ပေးရရေး MNDAA ထိုးစစ်များရပ်တန့်ရေးရောက်ရှိသည့်နေရာတွင်အပြစ်ခတ်များရစဲပြီးနေဆက်ကုံတွေပြန်လည်ဖွင့်လျက်အကြောင်းအရာများပေါဝင်ခဲ့ကြောင်း ဆွေးနွေးမှုများတွင် MNDAA ကတင်ပိုက်ထားသောမူဆွေ105မှန်ကုန်သွယ်ရေးဇုံအပါအဝင်နေပြည်တော်ကိုစစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုများမလုပ်ရန်လဲပါဝင်ခဲ့ကြောင်းသိရပါတယ်။သမောတူညီတဲ့အထက်မှာနေဆက်ကုန်သွယ်ရေးပြန်ဖွင့်နိုင်ဖို့အတွက်တနက်တံမပေါက်ဖို့နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုနှစ်ဖက်လုံးကလုံးဝမလုပ်ဖို့ဆိုတာပါပါတယ်။မူဆွေ105မှန်မှာတစ်ဖက်ကအခွန်ကောက်နေတာကိုတပ်မတော်က GGPP သဘောတူညီခွင့်ပြုတာမျိုးတော့မဟုတ်ဘူး။တည်တည်ညံ့ညံ့နဲ့ခွင့်ပြုတာမျိုးဟုတ်မနေဘူး။တို့တော့လေဘာမှတွားလို့လို့မရတဲ့အခြေအနေမျိုးကိုနားလဲပါတယ်ဟုတ်နေပြည်တော်စစ်ပတ်တရင်ရင်းမြစ်ကပြောဆိုပါတယ် တို့ရရင်စစ်ကောင်စီကဒီလိုမြန်မာနယ်စပ်ကုံတွင်ရေးအတွက်မြောက်ဖိုင်မဟာမိတ်၃ဘက်ကထိန်းချုပ်ထားသောမူဆယ်၁၀၅မိုင်ကုံတွင်ရေးဇုံလမ်းကြောင်းနဲ့ပင်စန်းကျော်ခေတ်ကိုကုန်တင်ရင်များနဲ့နယ်စပ်ကုံတွေများအတုံးမပြူရန်နီလမျိုးစုံဖြင့်တားဆီးနိုင်ပြီးယခုစစ်ကောင်စီကဆောင်ရွက်နေသောတရားမဝင်ကုန်ပစ္စည်းများကိုဖမ်းဆီးနေခြင်းမှာရင်းကိစ္စများနဲ့ဆက်ဆက်နေကြောင်းသိရပါတယ်။မဆာချစ်အနေနဲ့ပြောရရင်တော့တဖက်ကထိန်းချုပ်ထားတဲ့ဂိတ်နဲ့လမ်းကြောင်းကိုမတုံးဖို့တော့တဖက်ကလုံးပါပဲ။အခုလုံနေတဲ့တရားမဝင်ကုန်စီတွေဖမ်းဆီးထိန်းသိမ်းတဲ့စီမံချက်ကလည်း ငွေကလေးက EU တွေအတွက်အခွင့်ရနေတာတွေငွေရနေတာတွေဖျက်တောက်ဖို့ပါတယ်။တစ်ဖက်ကဂိတ်နဲ့လမ်းကြောင်းကထွက်လာတဲ့ကားတွေနဲ့ဂုံတွေကိုတက်ကထိန်းချုပ်တဲ့နေရာထဲဝင်လာရင်ဖမ်းပြီးအလုတ်လုတ်မရအောင်တော့အဲ့ဒီဂိတ်ကလမ်းကြောင်းတွေအတုံးမရအောင်တော့လုံမယ်လို့ထင်ပါတယ်ဟုနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကရှင်းပြပါတယ်။အခုလာမယ့်ဇူလိုင်လ၁ရက်နေ့မှစတင်၍ရန်ပြည်နယ်မြောက်ပိုင်းမူဆဲ၁၅မိုင်တွင်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်ကဖျက်တမ်းသည့်ကားများနဲ့ကုန်ပစ္စည်းများကို အွန်လိုင်းမှာတဆင့်အကုန်ကောက်ခါမည်ဖြစ်ကြောင်းမြောက်ပိုင်းမဟာမိတ်သုံးဘက်ကဂျွန်လ၁၀ရက်နေ့တွင်ကြေညာခဲ့ပါသည်။လာမည့်ဇူလိုင်လ၁ရက်နေ့မှအစတင်၍မူဆယ်၁၅မိုင်ကျင်းစန်းကျော်ကိတ်တွင်မဟာမိတ်ညီနောင်သုံးဖွဲ့၏အကောက်ခွန်ဌာနကကုန်တွယ်မှုအသွင်းထုတ်ဂျူဒီဆောင်းလုံးများကိုစီမံခန့်ခွဲမည်ဖြစ်ပြီးကျင်းတာကုန်စီပို့ဆောင်ရေးဌာနကအဆိုပါလုံခြုံရေးများကိုစီမံခန့်ခွဲမည်ဖြစ်ကြောင်းထို့ကြောင့်တရုတ်မြန်မာနယ်စပ်နယ်စပ်ကိတ်ပေါက်များကိုပုံမဖုံးနှင့်လာစီနှင့်အမျှကုန်ကားများအဝင်အထွက်များလာခြင်းကြောင့်အွန်လိုင်းကုန်တွယ်မှုအခွန်ဆောင်တင်ပြခြင်းစနစ်နဲ့ ရေပပုံတင်ခြင်းစနစ်များကိုအဆင့်နှင့်တင်မည်ဖြစ်ကြောင်းသိရပါတယ်။ထို့ကြောင့်လက်ဆက်ကုန်သည်များ၊ဂျူတီဆောင်ကုမ္ပဏီများ၊ကုန်ကားကိန်းများအခွန်ဆောင်မှုများလုံဆောင်နိုင်ရန်အတွက်ဇူလိုင်လ၁ရက်နေ့မတိုင်မီမဟာမိတ်ညီနောင်၃ဖွဲ့၏ကောက်ကွန်ဌာနနှင့်အောက်ခံကျင်းတာကုန်စည်ပို့ဆောင်ရေးဌာနတွင်မှတ်ပုံတင်ခြင်းနှင့်ရေမှတ်ပုံတင်ခြင်းများကိုပြည်စည်းအောင်ဆောင်ရွက်ရန်လိုအပ်ကြောင်းကိုရိုင်းကြိုတင်အခွန်ကောက်ဖွင့်ခြင်း၊ရင်းအဝင်ထွက်ကြိုတင်မှတ်ပုံတင်ခြင်းနှင့်ကပ္ပားများထုတ်ပေးခြင်းများကိုမဟာမိတ်ညီနောင်၃ဖွဲ့၏ကောက်ကွန်ဌာနကလုံဆောင်မည်ဖြစ်ကြောင်းကြေညာထားပါသည်။ ဇူလိုင်၁ရက်နေ့နေဆက်ကုံသွေးမစတင်မီမှတ်ပုံတင်ခြင်းများဆောင်ရွက်ရမည်ဖြစ်ပြီးဇူလိုင်လ၁ရက်နေ့နောက်ပိုင်းအွန်လိုင်းဆင်တဲ့ခွန်ဆောင်ရန်တင်ပြရန်လိုအပ်ကြောင်းလူငါများခွန်ဆောင်ရေးထိနှောင့်နှေးတန်ကြာမှုဖြစ်စေရန်ဆောင်ရွက်စာရန်ထောက်ထားများကိုအမြန်ဆုံးပြင်ဆင်ထားရန်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်ကမူဆယ်တရငါးမိုင်ကျင်းစန်းကျော်ဂိတ်တွင်တရားဝင်ကျင်းပထားပါသည်အကြမ်းမဲ့စစ်ကောင်စီကတရုတ်ဤကြောင်းဝင်စစ်ဆတ်မှုဖြင့်စစ်ကောင်စီတန်းတို့ MNDAA ကလာရှုကိုပြန်လည်ပြေးရပြီးနောက်ပြုတ်မြန်မာနယ်စပ်ကုံတွေပြန်လဲစတင်ရန်ကြိုးပမ်းလာရာယခုနောက်ဆုံးတွင်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်က မူဆယ်တရား9မိုင်တွင်တရားဝင်အကုန်ခောက်ခါမည်ဖြစ်ကြောင်းကြေညာလာခဲ့ခြင်းဖြစ်ပါတယ်။ဗီဒူကိုဘုံကျဲတက်ဖြတ်နေသည့်စစ်ဘက်လေရင်ပိုင်းလော်များကိုမက်လုံးအဖြစ် MAI MNA စသည့်အရက်ဖက်လေကြောင်းလိုင်းများတွင် လေရင်မှုများအဖြစ်လုပ်ကံခွင့်ရရှိရေးလူအပ်သောတင်နာများတက်ခွင့်နဲ့လုပ်ခွင့်များပေးရကြောင်းသိရပါတယ်။မြန်မာနိုင်ငံတဝန်းမှပြည်သူများကိုဘုံကျဲတက်ဖြတ်နေသည့်စစ်ဘက်လေရင်ပိုင်းလော်များကိုမက်လုံးအဖြစ် MAI MNA နဲ့အရက်ဖက်လေကြောင်းလိုင်းများတွင်လေရင်မှုဖြစ်လာစေရေး လူအပ်သောတင်နာများတက်ခံပြီးလျင်မှုအဖြစ်ယာယီလုပ်ကံခွင့်ပေးမှုများရှိကြောင်းမြမလီကျောင်းတရင်ရင်းမြစ်ကပြောဆိုပါတယ်။အကြံပေးစစ်ကောင်စီကနိုင်ငံတော်ဝန်ဘုတ်ကျက်တက်ဖြတ်နေသောလီတက်မအရာရှိများနဲ့ပိုင်းလော်များကိုမျက်လုံးအဖြစ်အရက်ဖက်လျင်မှုများဖြင့်လုပ်ကံခွင့်ရရှိရေးလိုအပ်သောတင်နာများတက်ခံခြင်းယာယီလျင်မှုများအဖြစ်လုပ်ကံခွင့်ပေးခြင်းစစ်ကောင်ဆောင်မေအောင်နိုင်ရုရှားခီးစင်ပါဝင်ပြပခီးစင်များတွင်လိုက်ပါစေခြင်းစသည့်အခွင့်အလမ်းများကိုပေးအပ်လာကြောင်းသိရှိရပါတယ်။စစ်လျင်ပိုင်းလော်အတွက်မျက်လုံးခေါ်မလား သူတို့လဆာကောင်းကောင်းနဲ့အရက်ဖက်ရောက်ရင်လုတ်ကင်စားနိုင်အောင်အရက်ဖက်လေးမှုဖြစ်ဖို့လိုအပ်တဲ့တင်နာတွေကို DCA နဲ့လေကြောင်းလိုင်းတွေဘက်ကစီစဉ်ပေးတယ်။တက်လက်ရှိရာထူးနဲ့ပဲယာယီခဏအလုပ်ဝင်တာလည်းရှိတယ်။လဆာကားတော့နှစ်သီးစားတက်ခအရာရှိတွေရဲ့အိမ်မက်ကိုဒီဘက်ကနေအကုန်ဖြည့်ဆည်းပေးနေတာဟုမြန်မာလေကြောင်းတင်ရင်းတွေကဆိုပါတယ်။စစ်ကောင်စီကဘုံကျဲနေသောစစ်လျင်ပိုင်းလော့များကိုရင်းခဲ့သောမက်လုံးများစီစဉ်နေသည့်အတွက်စစ်လျင်ပိုင်းလော့များကြားနိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်မှုများဘုံကျဲမှုများအတွက်၎င်းတို့တာဝန်ဘဝတလန်တာဝန်ဖြစ် ကြိုးကြိုးဆဆလုတ်ကင်လာနေဟုမြမလေးကြောင့်တရင်ရင်းမြစ်ကဆိုပါတယ်။တော်ယုံတာမှလူစိတ်နဲ့ဆိုရင်တော့ကိုပုံးကျဲလိုက်လို့ကလေးတွေအမျိုးသမီးတွေတကြီးရွယ်အိုတွေတည်ရင်ပဲခံစားနိုင်မှာလေ။ဒါပေမဲ့လီတက်ဘက်မှာရက်လာများတဲ့ဘုံကျဲမှုတွေဆိုရင်ဒီလိုမလုံးပေးထားတဲ့အစီအစဉ်တွေရှိတော့ငါဘုံကျဲနိုင်လေဘဝတလန်းပိုကောင်းလေဆိုတာမျိုးဖြစ်လာတာ။ဘုံကျဲလို့လူမသိရင်တောင်တောက်တခေါက်ခေါက်ဖြစ်ကုန်ကြတာ။အဲဒီလိုဖြစ်အောင်လဲစနစ်တကျကိုလေးတက်ထဲမှာလုပ်ထားတယ်ဟုလေကြောင့်တရင်ရင်းမြစ်ကဆက်လက်ရှင်းပြပါဗျာ။ ထို့ပြင် 24-hour company ပိုင်ရှင်ဦးအောင်စောပိုင်ဆိုင်သော MAI လေကြောင်းလိုက်ရပါဝင်ပြည်သူလေကြောင်းခီးစင်များတွင်လည်းလူအပ်တော်လျင်မူကြီးနာလေရင်ပေါင်များအပါဝင်လေကြောင်းဆိုင်ရာဝန်ထမ်းများကိုလည်းလီတက်နဲ့စစ်တပ်တိုင်းဝဲမှသူများကိုဦးစားပေးခန့်လျက်ရှိကြောင်းသိရပါသည်ကြောက်ပြတိုက်ပွဲမှာစစ်ကောင်စီအောက်ခြေတပ်သားကောင်တွေဘိုးအဆင့်ထိအမိန်နာခံမှုမရှိတော့ရမှအထက်အရာရှိကြီးတွေတည်ဆုံနေရတယ်လို့သိရပါဗါရခိုင်ပြည်ကြောက်ပြမြို့နယ်မှာအာရခတ်တပ်တော်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီအောက်ခြေတပ်သားကနေဘိုးအဆင့်ထိအမိန့်နာခံမှုမရှိတော့ရကစစ်တပ်အထက်ရရှိကြီးများတေဆုံးနေရတာတွေဖြစ်ပေါ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တူကတုံ့တက်ပြောဆိုပါတယ်စစ်ကောင်စီမှာအောက်ခြေဆင်းကနေအမိန့်မဝင်တော့ဘူးလို့သိရတယ်ရှေ့တန်းကဥဆောင်တဲ့ဘိုးအဆင့်တွေတောင်ထွက်ပြေးမှုများလာတယ်ထိမရသိမရဖြစ်လာတယ်အမိန့်မနာခံကြတော့ဘူးဒါကြောင့်နောက်ကနေညွှန်ကြားနေတဲ့စစ်ကောင်စီထက်ရရှိတွေကစနိုက်ပါထိမှန်တေဆုံးတာတွေဖြစ်လာတယ်ရှေ့မှာတိုက်မဲ့သူမှမရှိတာ အများစုကတိုက်ပွဲဖြစ်ရင်တရင်တဲကိုဝင်ပြေးကြတယ်ပြီးရင်အစုလိုက်အစုလိုက်တစုပြီးတစုအလင်းဝင်ထွက်ပြေးကြတာတွေလည်းရှိတယ်လို့ပြောပါတယ်များမကြမီဂျပန်ရင်းကလည်းတနက်တန်းရရရှိသွားတဲ့အရာရှိလေးဦးကိုရန်ကုန်မြို့သို့လေနဲ့အရေးပေါ်ဆောင်ယူခဲ့ရပြီးထိုအထက်မှာကြောက်ဖြူမြို့သို့နောက်ဆုံးအခေါက်စစ်ကူပို့ရသောခမရနှစ်တတိမအထုတရင်မှုဘုံမှုဝန်တန်ဟာမင်္ဂတုံစစ်ဆေးရုံမှာဂျွန်နာ9ရက်နေ့ကတည်ဆုံသွားခဲ့တယ်လို့သိရပါတယ်2025ခုနှစ်မေလ26ရက်နေ့ကလည်းကြောက်ဖြူတို့ဗမာပြည်မကနေအင်အားလာဖြင့်ချထားတဲ့ တပ်မ7မှနီးပြူဟာမူဘုံမှုချုပ်ကျော်မိုးအောင်ကလည်းစနိုက်ပါထိမှန်တည်ဆုံးခဲ့တယ်လို့နောက်ထပ်လည်းတရင်မှုအဆင့်ဘုံမှုကြီးအဆင့်ထိတည်ဆုံးမှုတွေရှိတယ်လို့သိရပါတယ်စစ်ကောင်စီစစ်တမ်းမှုဦးစီးပထမတန်းကပအမကြီး305တုံးနဲ့ဒုတိယဘုံမှုကြီးတော်နှင်းဆိုင်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးခန့်ကိုလည်းအာရခတပ်တော် A ကကြောက်ဖြူအတွင်လက်ရဖမ်းဆီးခဲ့တာလည်းရှိပါတယ်။အောက်ခြေတပ်သားတွေစစ်မတိုက်လို့ပဲထွက်ပြေးကြလို့ A ထံလက်နက်ချသွားခဲ့တဲ့အတွက်ဖြစ်တယ်လို့အဲ့ဒီစစ်ရေးတရင်ချင်းကပြောပါတယ်။ အဲ့ဒီဒုတိယဘုံကြီးကျော်လင်းဆိုင်ကို2025ခုနှစ်မေလ30ရက်နေ့မိုးလယ်3နာရီခန့်ကကြောက်ဖြူမြို့နယ်မင်းတတောင်ကြီးရွာမြောက်ဘက်မီတာ600กว่าရှိဆက်မှုလက်မှုတင်တဲ့အကြောင်းအနီးဖြစ်ပွားခဲ့တဲ့တပ်ပွဲတွေတွင်အေအေကလက်ရဖမ်းဆီးမိခဲ့တာပဲဖြစ်ပါတယ်စကောင်စီဟာကြောက်ဖြူမျိုးအမှတ်32ရဲ့တရင်မှာစင်အားထောင်းတဲ့ချီကဖြစ်တင်ထားပြီမယ်လေတက်ပွဲမှာကြာသူထွက်ပြေးသူလက်နှချသူတွေပြေးနေပြီအာခတ်တက်တော်ထံလက်နှချသူနဲ့ဖမ်းဆီးရမယ့်သူအရေးအတွက်200ကျော်ရှိရှိနေပြီဖြစ်ကြောင်းကြောက်ဖြူစီးတရင်ရင်းမြစ်ကပြောပါတယ်